နိုင်ပွဲပြီးမှာအသင်းမောတူဦးကိုဒဲဝေပန်လိုက်ပြီးဂိဖန်ဒီကိုအံအသင့်စေခဲ့တဲ့အာမတ်အလုံးမဲမင်္ဂလာပါလိုင်ယွန်နဲ့ကစားခဲ့တဲ့ယူရိုပါလိပွဲအဆင်ကတော့ဂိဖန်ဒီကိုတိတ်ညက်စေခဲ့တဲ့ပွဲဖြစ်ပြီးအလန်ဆာခံပတ်နဲ့အကြမ်းဖက်ပြခဲ့တာဖြစ်ပါတယ်တိမ်မထူးတဲ့ဂိမူးတို့ဟာအမားလေးတွေလုတ်ခက်မိသေးပြီးတော့ကြည်ယူရတော့မလို့ဖြစ်ခဲ့တာပါရှုံးမလို့လို့ရှုံးမလို့လို့ဖြစ်ခဲ့သေးပြီးဂိဖွင့်ရတော့မလို့လို့ပိတ်ရတော့မလို့လို့နဲ့ပြားများခဲ့ပါတယ်ဒါမဲ့လည်းကံကောင်းလို့မသေးကြံချောင်းတို့အဖေးဆိုသလိုခေါင်းကြီးကတစောင်းကြီးခေါင်းတိုက်ပြီးတော့ကဲတင်ပေးသွားလို့နောက်တစ်ဆင့်ကိုထိုက်ထိုက်တက်တက်တက်ခဲ့တာပါ ဂိမ်းမိုးတို့အနေနဲ့ညနေသကောင်းကြီးထားကြည့်တဲ့တရဲနီပရိသတ်တွေကိုရင်းနှုံပန်းတော်တွေအမျိုးမျိုးဖြစ်အောင်လုပ်ပြီးတူးကြစေတောင်းလုပ်ခဲ့တာမျိုးဖြစ်ပါတယ်။လေကိုနကိုဖြစ်နေချိန်မှာယူနိုက်တက်တို့ရှုံးပြီးအထင်းနဲ့ TV ပိတ်လို့အိတ်သွားတဲ့သူတွေကတော့မနက်မိုးအလင်းမှာရလက်ကိုတော်တော်လေးအံ့ဩနေမှကျင်းသေးပါတယ်။ဂိမ်းမိုးတို့ကဥရောပပြိုင်ပွဲမှာမိနစ်120နောက်ပိုင်းနှစ်ကိုးသွင်းနိုင်တဲ့ပထမဆုံးအသင်းဖြစ်နေစံချေတင်နိုင်ခဲ့တယ်လို့မပြည့်နိုင်တာကိုမှဖြစ်အောင်လုပ်ပြခဲ့တာဖြစ်ပါတယ်။ဒီအနေဒီအနေအပြည့်နဲ့ကစားသမားတွေဟာနောက်ဆုံးကြီးဒီတက်ပွဲကိုဝင်ခဲ့ကြပြီးအသင်းအတွက်ရွရွချွံ့ချွံ့ပေးဆက်ကစားသွားခဲ့ကြတာပါ။အောင်မွန်ရေဆိုရင်ပျော်လို့လို့လေပေါ်မှာစူပါမန်လို့ပြန်ဝဲနေတဲ့အထိပါပဲ။ ယူနိုက်တက်တဝါပွဲကိုအဖွင့်လာခဲ့ပြီးပထမပိုင်းမှာလည်းနှစ်ဂိုးပြတ်နေခဲ့တာပါဂိတ်ဖန်တွေကလည်းအေးစေးကလေးမွေးတွေဖြစ်ခဲ့ပြီးအသာအယာနှက်နေခဲ့ပါတယ်ဒါပေမဲ့ထုံးစံတိုင်းဒုတိယပိုင်းမှာဝေးစားပေါက်ခဲ့ပါတယ်ပုံမှန်ဘိုးစတင်ရုန်းကန်လာရတာဖြစ်ပါတယ်နှစ်ဂိုးစလုံးပြန်ပေးလိုက်ရတာကြောင့်လည်းဂိတ်ဖန်တွေလည်းစဲစံဆိုတဲ့တညံညံနေထွက်ပေါ်လာပါတယ်ဒီလိုနဲ့အချိန်ပိုကန်ခဲ့ရပြီးအချိန်ပိုမှလည်းနှစ်ဂိုးထပ်ပေးလိုက်ရတာကြောင့်လေးဂိုးနှစ်ဂိုးနဲ့ရှုံးနေခဲ့ပြီးမျောလင်းချက်တရားမဲ့ကုန်တာပါဂိတ်ဖန်တွေလည်းကစားသမားတွေရောနီးပြကိုပါပို့စင်ပြီးတော့ပုံစံမျိုးမျိုးနဲ့စဲဆူနေခဲ့ပါတယ်အဲ့တဲ့သူကလည်းအဲ့လိုအားလုံးပူသွားခဲ့တာပါ ဒါပေမဲ့ဂိမ်မူးတို့ဟာ EP ကမ်ပိန်းနိုင်ပွဲကိုပုံဖော်နိုင်ခဲ့ပြီးတော့နောက်ဆုံးမှ9ကို6ကိုနဲ့ထိုက်တန်တဲ့နိုင်ပွဲပုံဖော်နိုင်ခဲ့တာပါပဲ။ဂိမ်မူးတို့ရှုံးမလားရှုံးမလားဆိုပြီးတရင်ကောင်းစောင့်နေတဲ့စကုန်းသင်းဖန်တွေလည်းအရေးပြည့်အကြုံမနှက်ဖြစ်သွားခဲ့ပါတယ်။ဝဲပြီးမှဂိမ်ဖန်တွေကိုပွဲဆူသွားစေခဲ့တဲ့ကိစ္စကတော့အာမန့်ရဲ့အထာနဲ့တဲ့ပို့စကြမှာအာမန့်ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာဒုတိယရခဲ့တာကြောင့်အနားနေခဲ့ရသူဖြစ်ပြီးညကပွဲမှာမပါဝင်နိုင်ခဲ့ပါဘူး။ဒါပေမဲ့အသင်းရဲ့ပွဲစဉ်ကိုကိုင်းထဲမှာကြီးရှုခဲ့တယ်လို့ပွဲပြီးမှအသင်းဖော်ရင်းနဲ့အတူတူအဝေးလဲခန့်နဲ့တီအောင်ပွဲခံခဲ့တာပါ။ အသက်နဲ့ဆန်းတဲ့နေရွယ်အာမတ်ဟာဂိတ်ဝေးလဲခန်းထဲမှာအဖွင့်ကိုတွေ့နိုင်ခဲ့တဲ့အသင်းဖော်မန်နျူအယ်ဥဂဒီအလီဂျန်ဒိုကနာချိုတို့နဲ့ဆယ်ဖီပါဆွဲခဲ့သေးတာပါအာမတ်ကအဲ့ဒီဆယ်ဖီကို Instagram ပေါ်မှာတင်ခဲ့ပြီး caption မှာတော့ United ဆိုတော့ဘယ်တော့မှရှုံးမပေးဘူးကွာအဲ့ဒီတောက်ကိုတွေကိုနိုင်ခဲ့တဲ့အတွက်ဂုံယူတဲ့မန်နျူအယ်ဥဂဒီကနာချိုမင်းကတော့ပေါ်ပဲကွာအပိုင်လုံးကိုမင်းတောက်တော့လဲခံလိုက်တာလေတောက်ပေါ်လုံးမနေနဲ့ငါတို့အားလုံးအေးအေးပြတ်ကုန်ပြီလို့ရေးသားထားတာပါဂိမ်းမှုတို့ကလည်းလာမယ့် semi final မှာ Atletico Bilbao နဲ့ရင်ဆိုင်ရမှာဖြစ်ပြီးတော့ဒါပေမဲ့ Spain ကိုသွားအောင်ပါလားကြည်ရအောင်ပါ ဒီမိုနီပြအမော်ရီကတော့ပရီးမီးယားလိကိုလူငယ်ရီနဲ့ပဲလက်ကျန်ရသည်မှာကစားတော့မှာဖြစ်ပြီးယူရိုပါလိကိုအွန်အိုင်းတော့မှာဖြစ်ကြောင်းပွဲပြီးမှာတော့ပြောသွားခဲ့ပါတယ်